ယနေ့အလှရှင်များပြကြတဲ့ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနဆရာမများအားလူပိသားဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ဦးစင်တို့တရားစကားပြောကြားပေးပါမယ်။ဦးစင်တို့လူပိလူပိသားဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ပြောနေတာအပိုင်းနဲ့ခွဲပြီးတော့အပိုင်း၁အပိုင်း၂ပြီးတော့ပါယနေ့အပိုင်း၃ကိုပြောကြမယ်။ငါးပါးလုံးမှ လူပိတာလူပြရာကျွန်းနဲ့လိမ့်မည် တာဝန်ကြီးမှလူပိသလူဖြစ်ရာကြုံလည်းမည်အတိတရားရှိမှလူပိသလူဖြစ်ရာကြုံလည်းမည်စောစောပိုင်းတော့ကတော့ဦးဇင်းတို့၅ပါးတိလာလုံးမှ လူပိသတဲ့အကြောင်းတွေတာဝန်ကြီးမှလူပိသတဲ့ဆိုတဲ့အကြောင်းတွေဦးဇင်းတို့ပြောပြီးသွားတယ်အခုကတော့လူပိသဖို့အပိုင်း၃ပေါ့အတိတရားရှိမှလူပိသ လူဖြစ်ရာကြိုးနဲ့လိမ့်မည်ဆိုတဲ့ကောင်းစဉ်နဲ့ပြောကြရအောင်အတိတရားဆိုတာဥစ္စနောတော်ကောင်းများပြီးတဲ့အတိုင်းပဲဒါပညာလို့ခေါ်တာပေါ့အဲ့ဒီပညာဆိုတာလေအသိပညာရဲ့အတတ်ပညာရဲ့နှမျိုးနှစားရှိတယ်လောကမှာဘီအေပွဲတို့အမ်အေပွဲတို့ BSc တို့ MSc တို့စသည်ဖြင့်ပွဲတွေရတာဒါကအတတ်ပညာပဲရှိသေးတာအသိပညာဆိုတာက ဗုဒ္ဓဖရာရဲ့အဆုံးအမအတိုင်းကောင်းတာမကောင်းတာကို ခွဲခြားတို့သိရမယ်အဆိုးအကောင်းအကျိုးအကြောင်းတွေကို နားလေသဘောပေါက်ရမယ်အဲ့လိုနားလေသဘောပေါက်ပြီးတော့မကောင်းတာကို မလုံးနဲ့ကောင်းတာကိုလုံးစဉ်းစားခွဲခြံဝေဖန်တတ်တဲ့အသိပညာကိုဒါဥစဉ်တို့အသိပညာလို့ခေါ်ပါတယ်အဲ့ဒီအသိပညာရှိမှပဲလူပိသားတယ်လို့ဒါဗုဒ္ဓမြတ်ဖရာ ဟောကြားတော်မူတဲ့တရားဒေသနာတော်ဖြစ်ပါအဲ့လိုအတိတရားရှိမှလူပိသားတယ်ဆိုတော့ဦးဇနောသူတော်ကောင်းတို့လူပိသားဖို့အတွက်အတိတရားရှိအောင်ကြိုးစားဖို့အရေးကြီးပါတယ်ဦးဇနောငယ်ရွယ်စဉ်အချိန်ကာလတုန်းကကျောင်းသားဘဝတုန်းကစာချက်စာချက်တဲ့ခါကျတော့ကလေးဘာသာဘာဝခြောင်ခိုးတာပေါ့တောက်လီတောက်မှာခိုးပြီးတော့အိတ်အဲ့လိုအိတ်နေတော့စာမချက်ပဲနဲ့ခိုးအိတ်နေတော့ ဦးဇင်းတို့ရဲ့အဖိုးဖုံးကြီးကဘာပြောလဲဆိုတော့ဟဲ့လူတရိတ်ဆန်လေးတွေစာကြိုးစားကြဆိုလိုတာကပညာတတ်မှအသိတရားတွေရှိမှ လူပိသားဖို့အတွက်အသိတရားရှိအောင်စာပေတွေကြိုးစားကြစာပေတွေကြိုးစားသင်ယူကြမင်းတို့စာပေမတတ်ဘူးဆိုရင်ပညာမတတ်ဘူးဆိုရင်မင်းတို့တရိတ်ဆန်ဖြစ်လိမ့်မယ်လို့ဒါဆရာတော်ဖရာကဒါဦးဇင်းတို့ကိုဆုံးမခဲ့တာပဲ လောကနေကြီးဆရာ ဆိုထားတဲ့စကားရှိတာပဲဦးဇင်းတို့တော်ကောင်းတို့အလုံးကြောက်ဘူးပြီးသားပါမေထုံမီအိစားတဲ့ယောက်ျားတဲ့နွားမှာပြေဆုံးကုံလုံးရှိပါ၏အသိပညာတတ်တပါနွားတဲ့ဘုသာသိပညာချို့ညာလီကလူမိုက်ခေါင်ထိုယောက်ျားကို နွားဟုဆိုရ လူရဲ့နွားရဲ့ဆိုတာဦးဇင်းတို့တော်ကောင်းများအိဒါရဲ့စားတာရဲ့ ကာမဂုဏ်တွေမိဝဲတာရအလုံးတူတူပဲလူတဲ့အိတ်တာပဲစားတာပဲကာမဂုဏ်အမှုကိုပြုတာပဲနွားလည်းအိတ်တာပဲစားတာပဲကာမဂုဏ်အမှုကိုပြုတာပဲဒါပေမဲ့လူနဲ့နွားတဲ့ဘာကွာသွားတယ်လဲဆိုရင်အသိပညာတစ်ခုပဲကွာသွားတာနွားမှာအသိတရားမရှိဘူးလူမှာအသိတရားရှိတယ်လူပိသတယ်ဆိုရင်အသိတရားရှိရတာပေါ့အကောင်းဆိုးကို ခွဲခြားတတ်ရမယ်အချောင်းကျိုးကိုနားလည်ရမယ်ကုသိုလ်အကုသိုလ်မှန်သိရမယ် ်ကောင်းတာမကောင်းတာကိုသဘောပေါက်ရမယ်အဲ့လိုအတိတရားရှိတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီအတိတရားရှိတဲ့ပုဂ္ဂိုလ်ကိုမှဒါလူလို့ခေါ်ရရမောဇ္ဇနောတောကောင်းတို့ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အခါအတိတရားရှိအောင်ကြိုးစားပြီးတော့မိမိရဲ့တန်တမ်းမှာစုဆုံးမဖို့ကတော့အရေးကြီးတယ်ခန္ဓာအောင်စဉ်ပြောခဲ့တဲ့အတိုင်းပဲအတတ်ပညာတွေဘလောက်ပဲတက်နေပါစေဘွယ်တုကုံတုတွေဘလောက်ပဲရနေပါစေ တို့ရဲ့စိတ်ဓာတ်တွေကအောက်တန်းကျနေတယ်သူများကိုဒုက္ခပေးမှကျင်နေတယ်သူများဒုက္ခရောက်တာကိုသဘောကျတယ်ဒီလိုမျိုးလူစားတွေလည်းလောကမှာရှိတယ်အဲ့လိုမျိုးအသိတရားတွေခေါင်းမအောင်မကြိုးစားပဲနဲ့ဘဒ္ဒဝါဒီရဲ့ပုံမှန်မေတ္တာထားမယ်ကရုဏာထားမယ်မုဒိတာပွားမယ်ပြမစိုးတရားတွေလက်ကင်ထားပြီးတော့ရှင်းသုံးနေထိုင်ကြမယ်အမြဲတမ်းကုသိုလ်ရအောင် နေကြမယ်ဆိုရင်ဒါလူပိသားတဲ့ပုဂ္ဂိုလ်စင်းထဲမှာပါသွားတာဥစဉ်တို့ ရှိုးပညာရှင်များဆုံးမခဲ့တဲ့စကားတွေရှိတယ်လိမ္မာရင်မြင်ပြင်းဆင်းရဲလင်အာရကြွယ်ဝကမနာလိုကိုထက်တာမကြိုက်အမိုက်တရားဤလေးပါထွန်ကားပါလီမြန်မာပြည်မြန်မာနိုင်ငံမှာရှိနေတဲ့လူတန်းလူတန်းစားတွေပြောတော်တယ်ဦးဇင်းတို့ဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ကြတယ်သူတော်ကောင်းတရားကိုလိုက်နာကျင့်သုံးကြတယ်လို့ဆိုပင်တော်냐အဲ့ဒီလူသားတွေရဲ့တန်တမာ အတိတ်တရားနဲ့ပတ်သက်ပြီးတော့အများကြီးနှိမ့်ချနေလိမ္မာလင်းမြင်ပြင်းကိုယ်နိနာပတ်ဝန်းကျင်က ပုဂ္ဂိုလ်တူတယောက်ဖရာတရားအလုတ်ကိုလုံနေတယ်သူတော်ကောင်းအလုတ်ကိုကျင့်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုအမြင်ကိုကတ်နေတာကြည်လာရင်တရားသမားလိုလိုဖရာသမားလိုလိုစသည်ဖြစ်ပေါ်သူအပြစ်ကိုပြောနေကြဥပုံဥပုံစောက်တဲ့ချိန်မှာဥပုံစောက်တဲ့တရားထိုင်တဲ့ရိတ်သားကိုသွားတဲ့ចောင်းပိရက်ဒီမှာဖရာတေဖရာသွားတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ အဲ့ဒီကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်လိမ္မာနေတဲ့ပုဂ္ဂိုလ်ကိုအလိုလိုနေနဲ့အမြင်ကပ်နေကြဒါမြန်မာလူမျိုးများရဲ့ဓလေ့ထုံးစံတစ်ခုပေါ့လိမ္မာနေမြင်ပြီးဆင်းရဲလင်အာရအာကိုနီနာပဝွန်ချင်းကိုအပေါင်းသေးပဝွန်ချင်းသို့မဟုတ်ကိုအိန်ဒီနာချင်းပဝွန်ချင်းမှာပုဂ္ဂိုလ်တဝူးတယောက်ဒုက္ခရောက်သွားပြီးဆိုရင်စိတ်ထဲမှာအလိုလိုကျဉ်နေတာဆင်းရဲလင်အာရအာတငယ်ချင်းချင်းချင်းတောင်မှ အပေါ်ယံချင်းကတော့ပြောမှာပေါ့တငယ်ချင်းရဲ့ငါစိတ်မကောင်းလိုက်တာမင်းတို့စီးပွားရေးတွေဘလို့ဖြစ်သွားတာလဲမင်းတို့အိမ်တော်ရေးတွေဘလို့ဖြစ်သွားတာလဲအပေါ်ယံချင်းကတော့ပြောမှာပေါ့ဒါပေမဲ့စိတ်ထဲမှာတော့ကျဉ်နဲ့နေတာဒီအိမ်တော်ရေးကွဲသွားရင် ကောင်းတာပဲစီးပွားရေးကျသွားရင် ကောင်းတာပဲဆိုပြီးတော့စိတ်ထဲမှာကျဉ်နဲ့နေတာဒါလည်းပုထုဇဉ်ရဲ့တဘာဝမြန်မာလူမျိုးများရဲ့တဘာဝပေါ့ကျွေဝကမနာလို့စီးပွားရေးတူလောက်တဲ့ပုဂ္ဂိုလ်တွေ ိုတဲ့ချမ်းသာသွားတယ်ကိုတဲ့ပြေဆုံးသွားပြီဆိုရင်မလိုချင်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်ကိုအမျိုးအလုံးလုံးနေရင်နဲ့ဒေါသတွေဖြစ်နေတာပေါ့တောကတွေဖြစ်နေတာပေါ့ဒါမျိုးတည်းရှိတာပဲနောက်တကလိမ်ကျွဲဝါကမနာလို့ကိုထက်တာမကြိုက် ကိုထက်တာသွားရင်လည်းမကြိုက်ဘူးဦးစင်းတို့မြန်မာလူမျိုးတွေ အာအတူတူចောင်းပွဲရတာချင်းတူတူចောင်းစင်းတာချင်းအတူတူသူကြတော့ဒီရာတို့ကိုရတယ်ငါကြတော့ဒီရာတို့ပဲရတယ်စသည်ဖြစ်ပေါ်အချင်းချင်းကိုယ့်ထက်တာသွားရင်လည်းမကြိုက်ကြဘူးဒါမြန်မာလူမျိုးများရဲ့တလေပဲဘုရားမြတ်ဖေဟာကတတဝါဒီရဲ့ပုံမှန်မေတ္တာထားမယ်ကရုဏာထားရမယ်မုဒိတာပွားရမယ်ဒီပြမစိုးတရားတွေလက်ကမ်းချင်းသုံးပြီးတော့နေတင်တာလူတန်းစားလူတန်းစားပိတာတဲ့လူပိတာတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ကိုထက်သာသွားရင်လည်းချိန်နိုင်ရမယ်ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်။အော်သူကံကောင်းတို့စီပွားဥစ္စာရှာလို့ချမ်းသာသွားရင်လည်းပဲကိုကဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်။ငါလည်းစီပွားရှာတာပဲ။သူလည်းစီပွားရှာတာပဲ။ဒါပေမဲ့အတိတ်ဘဝကကုသိုလ်ရေစက်တွေကွာသွားတဲ့အတွက်ကြောင့်သူကလုံသမျှစီပွားရေးလုပ်ငန်းတွေအဆင်ပြေတယ်။ငါတော့အဆင်မပြေဘူး။ဒါကံတရားပဲ။ကံကောင်းအောင်ငါကြိုးစားမယ်သူ့လိုမျိုးအစဉ်ပြေအောင်ငါကံတရားတွေဒါနကုသိုလ်ကောင်းမှုတွေစသည်ကုသိုလ်ကောင်းမှုတွေကို ကြိုးစားအားထုတ်မယ်ဆိုတဲ့ကိုကိုကိုသင်ငန်းစာယူပြီးပြင်လိုက်ရင်အကုသို့လည်းမဖြစ်တော့ဘူးပေါ့ဒါပေမဲ့ဥစဉ်တော်တော်တော်များများကသူများချမ်းသာတာကိုမလိုချင်ဘူးသူများကြီးပွားတာကိုမနာလိုမနာလိုဘူးသူများတိုးတက်သွားတာကိုမမြင်ချင်ဘူးသူများဆင်းရဲတာကိုပဲမြင်ချင်တယ်တော့သဘောကျနေတယ်ဒါဘုရုရှင် ပုဂ္ဂိုလ်များရဲ့တဘာဝပဲဒါကြောင့်မို့ဥစဉ်တော်တော်ကောင်းများဗုဒ္ဓမြတ်ဖရာက ပါပသမိန်ရမတိမနောပုထုရှင်ပုဂ္ဂိုလ်များရဲ့စိတ်ဆိုတာမကောင်းတာကိုသာပြုလုပ်ခြင်းတည်းမကောင်းတာကိုသာကြံစည်ခြင်းတည်းမကောင်းတာကိုသာပြောဆိုခြင်းတည်းဒါပုထုရှင်ရဲ့တဘာဝပဲအဲ့ဒီပုထုရှင်ရဲ့တဘာဝကိုဦးဇနုတော်ကောင်းများကဒီတိုင်းလွတ်ထားလိုက်မယ်ဆိုရင်မိမိတို့ရဲ့တဏှိတာအချိန်သည်အကုသိုလ်နဲ့ပဲအချိန်ကုန်သွားမှာပေါ့ အကုသိုလ်နဲ့အချင်းကုန်သွားရင်ကုသိုလ်တရားတွေမရဘူးပေါ့ကုသိုလ်တရားတွေမရတော့လူပိသားတဲ့ပုဂ္ဂိုလ်စင်းထဲမှာမပါတော့ဘူးပေါ့တရားမဟုတ်ဥစ္စနတော်ကောင်းများမိရဲ့တန်တမအကုသိုလ်တွေဖြစ်လာပြီးဆိုရင်အဲ့ဒီအကုသိုလ်တွေကိုတန်းနိုင်သမျှနေပြီးတော့အကုသိုလ်ဆိုတာမကောင်းတဲ့အကျိုးကိုပေးတယ်အကုသိုလ်ဆိုတာမကောင်းတဲ့ကာယကံဝစီကံမနောကံအမှုကိုပြုလုပ်ရင်သူများအတင်းကိုပြောတာတဲ့ဒါအကုသိုလ်ပဲ သူများမကောင်းကြောင်ပြောနေတာလဲအကုသူပဲသူများဒုက္ခကိုရောက်သူများတွေဒုက္ခရောက်အောင်လုပ်တာတဲ့အကုသူပဲဒီအဒီအကုသူကြီးဆိုတာ မကောင်းသော အကျိုးကိုပေးတယ်လို့မိမိရဲ့တန်တမာအတိတရားရှိတဲ့ပုဂ္ဂိုလ်များကြတော့အကုသူတွေကိုတတ်နိုင်သမျှရှောင်ကျင်ရအဲ့ဒီအကုသူတွေကိုတတ်နိုင်သမျှရှောင်ကျင်မှာ ကုသိုလ်တရားဒီမိမိရဲ့တန်တန်မှာဖြစ်လာပြီးတော့လူဖြစ်ရာကျုံနတ်မှာပေါ့အဲ့လိုမှမဟုတ်ပဲနေနေတိုင်းနေတိုင်းမနဲ့မိုးလင်းညမိုးချုပ်ပါကုသိုလ်ကောင်းမှုမှမလုပ်ပဲနဲ့အချိန်တိုင်းအချိန်တိုင်းမှာအကုသိုလ်တွေပဲဖြစ်နေမယ်ဆိုရင်ဦးဇနောတော်ကောင်းများလူဖြစ်ရာကျုံလဲမနှက်ပါဘူးသာသနာတော်ကြီးနဲ့ဂျုံတွေ့ရာကျုံလဲမနှက်ပါဘူးယနေ့ဦးဇနောတော်ကောင်းတို့ရဲ့ဘဝတည်လူဖြစ်လူလဲဖြစ်နေတယ်သာသနာတော်ကြီးနဲ့လဲကြုံတွေ့နေရတယ် ကိုယ်တော်အာကိုတော်မန်းကိုခွဲခြားတတ်တဲ့အသည့်တရားတွေရှိနေတဲ့အတွက်ကြောင့်တနေ့တာအချိန်ကာလတွေမှာကိုယ့်ရဲ့တန်တန်ကို ကုသိုလ်တရားတွေနဲ့မွန်မံမယ်။စာသင်ရင်းနဲ့ပဲစာသင်အားတဲ့အချိန်မှာကုသိုလ်တရားတွေဖျားကုန်တော်တွေပွားများနေမယ်။စာသင်ကျောင်းကိုသွားတဲ့အချိန်မှာကုသိုလ်တရားတွေရအောင် ကုသိုလ်တွေရအောင်ဖျားကုန်တော်တွေပွားများမယ်။စာသင်ကျောင်းကပြန်လာရင်ဖျားရှိခိုးမယ်။ညာအိတ်ရဝင်းဖျားရှိခိုးမယ်။စသည်ဖြစ်ပေါ် အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းကြိုးစားအားထုတ်ရင်ဒါလူပိသားတဲ့ပုဂ္ဂိုလ်ပဲနောက်တခါစာပေသင်ကြားတဲ့နေရာမှာလည်းပဲဒီတိုင်းပဲဩကလေးလေးတွေသားငယ်သမီးငယ်လေးတွေအတိတ်တရားတွေမရှိကြဘူးအတိတ်တရားမရှိတဲ့ပုဂ္ဂိုလ်တွေငါတို့အတိတ်တရားရှိအောင်စေတနာထားပြီးသင်ပေးမယ်ဒါကုသိုလ်ဖြစ်သွားတာပဲပညာလောက်ကုသိုလ်ရတယ်ဆိုတာပညာပဲရှိတယ်သူများတွေမသိသိအောင် မတက်တက်အောင်သင်ပေးတဲ့အတွက်ကြောင့်အဲ့ဒါအားလုံးကဒါကုသိုလ်တွေဖြစ်နေတာပဲ အဲ့ဒီပညာသင်တဲ့နေရာမှာစေတနာထားပြီးတော့တာငယ်သမီးငယ်လေးတွေနောက်တစ်ချိန်ကြာရင်ဒီနိုင်ငံရဲ့ခေါင်းဆောင်တွေဖြစ်လာမဲ့ဒီတာငယ်သမီးငယ်လေးတွေကိုငါတို့အတက်ပညာလဲသင်ပေးမယ်အချင်းစတိုက်ကိုလဲသင်ပေးမယ်အချင်းစာရေးကြတဲ့ကောင်းအောင်ပညာလဲတက်အောင်ငါတို့ငယ်ရွယ်စဉ်ချိန်ကတည်းကပြိုးစုပြိုးထောင်ပေးမယ်ဆိုတဲ့စေတနာထားပြီးသင်ကြားပေးရင်အဲ့ဒီဆရာဆရာမများသည့်အလွန်တရာကုသိုလ်ရတဲ့လုပ်ငန်း အလွန်တရာကျိုးအကျိုးကြီးမားတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်ကုသိုလ်ရအောင်ဆောင်ရွက်နေကြခြင်းဖြစ်ပါတဏီအပြည့်ပြောမယ်ဆိုရင်လူပိသားတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်ဒါကြောင့်မို့ဦးဇနောတော်ကောင်းများသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အခါလူပွားမှာလူဖြစ်နေတဲ့အခါကိုယ့်ရဲ့တန်တမာလဲကုသိုလ်အကုသိုလ်ကိုခွဲခြားတတ်တဲ့အတိတရားတွေရှိနေတဲ့အခါအချိန်တိုင်းအချိန်တိုင်းမှာကုသိုလ်ရနိုင်မဲ့အလုံး ကုသိုလ်ရနိုင်မဲ့စကားကုသိုလ်ရနိုင်မဲ့အတွေးတွေကိုတွေးပြီးတော့ယခုဘဝလဲချမ်းသာတန်ត្រာလဲချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချခံစားစံစားနိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအပီတိဖြစ်ကြပါစေကုန်တည်းတာတုတာတုပါပေယကံရစ္စချာရအောင်ရစ္စခွက်ကံရ အာလုံးလိုက်စော်လိုက်ပါအရှင်မြတ်တို့ဖရာတပြည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယတနာမြတ်၃ပါးတို့ဤဂုံကျေးစုကို၎င်းယုံကြည်ပါသည်ဖြစ်၍ယနေ့ယခုနိုင်ငံတော်ပရိယတ်တိ သာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖျားအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားစွန့်ခဲပွဲပေါ်စဉ်ချိုးချင်းအရသာအဖျားဖျားတို့နှင့်တကားပင့်တန်ဃာတော်အရှင်မြတ်တို့အား သင်္ကန်းအစရှိသောပစ္စည်းဝတ္ထုအစုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ် မြတ်မြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင့်တထမြင့်ချင်းဘောဂတံပတ္တိစီစိန်ဩဇာယတနာရွှေငွေ ယာတုဌာဏန္တရတဏိတချာဒိုးပွားပြေဆုံးခြင်းအာရောကြတံပတ်တိအနာယောဂကင်းစင်ွား၍ဘဝခန္ဓာကြံကြံမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်း နိဗ္ဗာန်တံပတ္တိဩနာတိယေဒုက္ခပေတို၏ငြိအိယာအမှန်မြနိဗ္ဗန်သို့ရောက်နိုင် ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့နှင့်တဏိတချာတို့ဘွား ပြေစုံရန်ပြေစုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည်တော်တို့စူပောင်း၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကို ယခုဘဝရှိရှိဘဝတောစကြတော်မိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြေတနေပြည့်ရှင်မင်းငရေတနေယမမင်းနတ်တို့တနေတကြမင်း ကိုစောင်းနံဤတက္ကသိုလ်စောင်းနံကဘာဤစီရီတော်စောင်းနံကဘာဤကုံးမြီစောင်းနံမြို့စောင်းနံနိုင်ငံစောင်းနံကဘာစောင်းနံသာသနာတော်စောင်းနံအပါအဝင်း32ပုံ ကျင်လကုံသောဝိနိယဒုခိတာဒုခိတာတတဝါအပေါင်းတို့အာအမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏ အာလုံးသောလူနဲ့ပြမတတဝအနန္တမန္တမြာတို့သည်ဖရာတပြည်တော်တို့နှင့်ညီတို့ညီမြအမြရာ၍ထတ်တူထမြာကုသိုလ်ရ၍ကိုယ်စိတ်နှပြ ကျမ်းမာကြသည်ကိုစိတ်နှဖျားချမ်းသာကြသည်ကိုစိတ်နှဖျားဝမ်းသာကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လော tadu 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 ya.